ဘယ်လောက်ချမ်းသာကြမ်းသာရိုးရိုးမွေးဖို့ပဲဆုံးဖြတ်ထားတဲ့နေကြည်ဦး။နာမည်ကျော်ရွှင်တဲ့တယောက်ဆောင်နေကြည်ဦးကဘယ်လောက်ပဲချမ်းသာကြွယ်ဝပါစေ။ရိုးရိုးမွေးဖွားဖို့ပဲဆုံးဖြတ်ထားတဲ့ဆိုတဲ့တင်းကလူမှုကွန်ရက်နဲ့မီဒီယာတွေမှာဟိုးလေးကြော်ကြော်ဖြစ်သွားခဲ့ပါတယ်။ဒီဆုံးချက်ချက်ကတူမြဲကိုပိုင်ရွေးချယ်မှုသာဖြစ်ပေမဲ့လူများရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ပြီးတော့အမျိုးသမီးတွေရဲ့ရွေးချယ်ခွင့်မိခင်ပေါ်ကနေငွေကြေးရဲ့တန်ဖိုးပေါ်မှာလည်းအတွေးအမြင်တွေကိုပေးစွမ်းနိုင်ခဲ့ပါတယ် ပထမဦးစွာနေကြီးဦးရဲ့ဆုံးချက်ချက်ကသူမရဲ့ခိုင်မာတဲ့ကိုပိုင်ယုံကြည်ချက်နဲ့မိခင်ဘဝပေါ်မှာထားတဲ့တန်ဖိုးထားမှုကိုပြတ်နေပါတယ်။ဒီကနေ့ခင်မှာငွေကြေးတက်နိုင်တဲ့သူများပြားကခင်မီစေးပညာရဲ့အကူအညီနဲ့တက်တောင့်တတာရှိတဲ့မွေးဖွားခြင်းနဲ့လဲတွေကိုရွေးချယ်လေ့ရှိကြပါတယ်။ဒါပေမဲ့နေကြီးဦးကတော့တဘာဝတိုင်းရိုးရိုးမွေးဖွားခြင်းရဲ့ခံစားမှုနဲ့မိခင်နဲ့ကလေးကြားကရင်းနှီးတဲ့ဆက်ဆံရေးကိုပုံမော်လေးထားပုံရပါတယ်။ တူမရဲ့ဒီရွေးချယ်မှုကမွေကြီးတစ်ခုတည်းနဲ့အရာရာကိုတိုင်းတာလို့မရဘူးဆိုတဲ့အသည့်ကိုလည်းပေးနေရတယ်။ဒုတိယချက်အနေနဲ့ဒီဖြစ်ရဟာမြမလူအဖွဲ့အစည်းမှာအမျိုးသမီးတွေရဲ့ရွေးချယ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးစရာဖြစ်လာစေပါတယ်။ကိုဝင်ဆောင်ချိန်နဲ့မွေးဖွားခြင်းဆိုင်ရာဆုံးချက်ချက်တွေကအမျိုးသမီးတို့အူချင်းစီရဲ့လွတ်လပ်ခွင့်နဲ့သက်ဆိုင်ပါတယ်။နေကြီးဦးရဲ့ရိုးရိုးမွေးဖွားဖို့ဆုံးချက်ချက်ကိုလေးစားသင့်တယ်လို့တခြားမျိုးသမီးတွေရဲ့မတူညီတဲ့ရွေးချယ်မှုတွေကိုလည်းတင်ပို့ထားဖို့လိုအပ်ပါတယ်။ လူမှုအတိုင်းဝိုင်းတွေနဲ့အမျိုးသမီးတွေရဲ့ဆုံးချက်ချက်တွေကိုနားလည်ပေးပြီးတော့အားပေးထောက်ခံမှုတွေပေးဖို့လည်းရည်ကြီးပါတယ်။အချို့အနေနဲ့ပြောရမယ်ဆိုရင်တော့ရုပ်ရှင်တရုတ်ဆောင်နေကြည့်ဦးရဲ့ရိုးရိုးမွေးဖွားဖို့ဆုံးချက်ချက်ကသူမရဲ့ကိုယ်ပိုင်ရွေးချယ်မှုအပြင်မိခင်ဘွားရဲ့တန်ဖိုးအမျိုးသမီးတွေရဲ့ရွေးချယ်ခွင့်နဲ့မျိုးကြီးရဲ့ရေးပါမှုအပေါ်မှာလည်းအတွေးမြင်တွေကိုပေးစွမ်းနိုင်ခဲ့ပါတယ်။သူမရဲ့ဒီဆုံးချက်ချက်ကိုလေးစားရင်ကျမ်းမာပေးကင်းစွာနဲ့လေဘယ်ကူထိုးမှုနဲ့မွေးဖွားခြင်းကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။